တခြားအကြောင်းတစ်ခုကြောင့်အာထရာဆောင်းသွားရိုက်တဲ့အခါသင်မှာအသက်အစီဖုံးနေတယ်လို့ဆရာဝန်က ပြောလိုက်သေးလား။ဒါဆိုရင် အရန်စိတ်ပူမသွားပါနဲ့။အသက်အစီဖုံးတာကဒီနေ့ခေတ်မှာအတွေ့ရများတဲ့ယောဂတစ်ခုဖြစ်ပါတယ်။စောစောတီးပြီးဆောင်ရံရှောင်ရံတွေကိုတည်တည်ချာချာလေးလိုက်လို့ရင် အသက်ကိုပုံမှန်အတိုင်းပြန်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာအသက်ကဘာလှုပ်လှုပ်တာလဲ။ အသေးအစီဖုံးနေဆိုတာဘာလဲဘာကြောင့်ဖြစ်ရတာလဲဘလိုလက္ခဏာတွေရှိတတ်လဲဘာတွေဆက်ဖြစ်နိုင်လဲဆောင်ရံရှောင်ရံအတွက်ဘာတွေလုပ်ရမလဲစတာတွေကိုပြောပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါ Volunteer and Reacher Blog ကနေကြိုဆိုပါတယ်ကျမဒေါက်တာ Reacher ဖြစ်ပါတယ်ကျမရင်းနဲ့အထွေထွေဘုရုတ္တရတွေကိုအမြဲမျှဝေပေးနေတဲ့ channel ဖြစ်ပါတယ် ီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို လွတ်မသွားရအောင် channel လေးကို subscribe လုပ်ခဲ့ပါနော်အသေးကကိုရင်းကလီစာတွေထဲမှာအလုတ်အရှုံဆုံးတစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့ကိုဝင်လာတဲ့အစာအသောက်စီးဝါးအရက်စရာတွေနဲ့အတူပါလာတဲ့အစိတ်အတောက်တွေကိုဖြိုခွဲတာစစ်ထုတ်ပေးတာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဂလူးကို့စ်တွေကိုထုတ်ပေးတာ ကိုရာကို ပိန်ထားတာအစာချေဖို့လိုအပ်တဲ့သဲချေရည်ကို ထုတ်ပေးတာသွေးနီဥထုတ်ပေးတာတွေအပါအဝင် အသက်ရှင်ဖို့လိုအပ်တဲ့လုပ်ငန်းပေါင်း900ကျော်ကိုလုပ်ဆောင်ပေးနေတဲ့ကိုရင်းအင်္ဂါတစ်ခုဖြစ်ပါတယ်အသည်းအစီဖုံးနေဆိုတာဗာလဲအသည်းမှာအစီတွေများလာတာကိုခေါ်တာပါပုံမှန်အားဖြင့်အသည်းမှာအစီပမာဏမဆိုတလောက်ကလေးပဲရှိပါတယ် ဒါကမှမိမိအသေးအလေးချိန်ရဲ့900ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းလောက်အထိအစီတွေတိုးနေပြီဆိုရင်အသေးအစီဖုံးနေတယ်လို့သတ်မှတ်ပါတယ်။ကဘာတဝမ်းလုံးအနေနဲ့အသေးအစီဖုံးတဲ့သူအရှိအတွေ့ဟာ10ရောက်မှ3ရောက်နှုန်းရှိပါတယ်။အရှိတောင်အာရှနဲ့အမေရိကမှာတော့ပိုများပါတယ်။10ရောက်မှ4ရောက်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ်။ဘာကြောင့်အသေးအစီဖုံးရတာလဲ။ အသည်းစီဖုံးတဲ့အကြောင်းရင်းနှစ်ခုရှိပါတယ်။အရက်ကြောင့်ဖြစ်တဲ့ alcoholic fatty liver disease နဲ့အရက်ကြောင့်မဟုတ်ပဲဖြစ်တဲ့ non alcoholic fatty liver disease ဆိုပြီးတော့ရှိပါတယ်။အရက်တောက်လို့ဖြစ်တဲ့အသည်းစီဖုံးယောဂအသည်းကအရက်ကိုဖြိုခွဲရတဲ့အခါခန္ဓာကိုယ်မှာရှိတဲ့အစီဆက်လေးတွေကအသည်းမှာလာပြီးတော့စုပါတယ်။အစီဆက်လေးတွေစုလာတာကြာလာတာနဲ့အမျှ ြီးထွားလာပြီးအသည်ကို အစီဖုံးစေပါတယ်။အရက်ကို အလုံးအကျော်တောက်တာမျိုးမဟုတ်ဘဲအသင့်တင့်ပမာဏလောက်ပဲတောက်ရင်တော့အသည်အစီဖုံးနိုင်ပါတယ်။အရေးကြောင့်မဟုတ်တဲ့အသေးအစီပုံရောကဒီနေ့ခေတ်မှာကျမတို့အများစုကစီဒန်ထရီလိုက်စတိုင်လို့ခေါ်တဲ့အထိုင်များပြီးလှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံစားသောက်မှုပုံစံတွေကြောင့် အဝလွန်နာ insulin resistant ဖြစ်တဲ့သူ အရေးအတွက်ဟာကဘာနဲ့တဝမ်းမှာတိုးပွားလာပါတယ်။ဒါရဲ့နောက်ဆက်တွဲအနေနဲ့အရေးကြောင့်မဟုတ်တဲ့အဖဲစီပုံရောဂါဖြစ်လာတော့တာပါပဲ။ဒါအပြင် စီးကျိုး၊သွေးတိုး၊သွေးရင်းအဆီတက်များတဲ့ရောဂါအသေးရောင်အသက်ဝါဘီဘိုးစီဘိုးလိုအသေးကိုထိခိုက်စေနိုင်တဲ့ကုသရောဂါရှိတာတွေနဲ့လည်းဆက်ဆက်နေတတ်ပါတယ် အများအားဖြင့် insulin resistant နဲ့သက်ဆိုင်နေလို့ယူဆထားကြပါတယ်။ဒီ insulin resistant ကြောင့် free fatty acid တွေအသည်းမှာလာရောက်စုဝေးပါတယ်။သွေးထဲမှာ insulin ပမာဏများလာတဲ့အခါအသည်းက triglyceride လို့ခေါ်တဲ့သွေးတွင်းအဆီတက်တမျိုးကို ထုတ်ပေးရပါသေးတယ်။ဒီလိုနဲ့အသည်းမှာအဆီတက်တွေစုဝေးပြီးအသည်းအဆီဖုံးစေပါတယ်။ဒါရင်မကပဲ ျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေဥပမာအချူဓာတ်လွန်ကဲတဲ့အစားအစာတွေအသင့်စားအစားအစာတွေပြုပြင်ထားတဲ့ဆန်းတကြားစားရာတွေနဲ့တချို့သောဈေးဝါတွေဥပမာပြင်စာစီနှလုံးစီအချို့တို့ကိုတောက်သုံးနေရတာကြောင့်လည်းဖြစ်နိုင်သလိုမိသားစုဝင်ထဲမှာအသည်းအစီဖုံးတဲ့မျိုးရိုးရှိတာဝိမျက်မျက်ချတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဟုတ်ပါတယ် ဝေးချတာမြန်လုံးရင်လည်းအသေးစီပုံစီနိုင်ပါတယ်ဘလို့လက္ခဏာတွေတွေ့ရမလဲညာတော့အဖြစ်တော့ပါလက္ခဏာမှာမပြတတ်ပါဘူးအကြောင်းရင်းတစ်ခုခုအတွက်နဲ့အာထရာဆောင်းသွားရရင်းနဲ့မှာတွေ့ရတတ်ပါတယ်အကယ်၍အသေးစီပုံနာ အချိန်ကြာလာပြီးအစီဝေးပိုများလာရင်တော့ဒီလိုလက္ခဏာလေးတွေရှိနိုင်ပါတယ်။နှုံးနာ၊ပင်မရွယ်တာ၊မူးဝေတာ၊ဗိုက်ပေါ်ပိုင်းမှာနာတာ။ ဘိုက်ထဲမှာမအီမတာဖြစ်တာအစားတောက်ဖြစ်လာတာအကြောင်းရင်းမရှိပဲပိန်လာတာမျိုးတွေဖြစ်နိုင်ပါတယ်တတိထားရမယ်အသေးရောဂါလက္ခဏာတွေကိုလည်းပြောပြပေးပါမယ်ညလုံးဝါတာအသားဝါလာတာပိုက်ဖောင်းလာတာသွေးအန်းတာဝင်းအမဲရောက်နေသွားတာတတိလေးမေ့မျောတာကိုယ်လေးချိန်ရုတ်တရက်ကျလာတာတွေရှိရင် ဇယဝင်နဲ့ချက်ချင်းတိုင်ပင်ပြသတင်ပါတယ်။ဘလိုမျိုးအဆင်တွေခွဲထားလဲ။အသေးစီဖုန်းနာကိုအာထရာဆောင်းအဖြေမှာဖက်တီးလေပါလို့ဖော်ပြတတ်ပြီးတခါတလေမှာအဆင်တွေနဲ့ဖော်ပြပြတတ်ပါတယ်။မိုင်းဖက်တီးလေပါအသေးအစီဖုန်းအစောပိုင်းအဆင်မော်ဒရိတ်ဖက်တီးလေပါအသင့်အတင်းအသေးစီဖုန်းနဲ့အဆင်နဲ့ စီဗီယာဖတ်တီးလေပါစိုးဝါတဲ့အသည်အစီပုံးအဆင့်တွေပဲဖြစ်ပါတယ်။ဘာရီဆက်ဖြစ်လာနိုင်လဲ။အများကြီးမစိုးရိမ်ပါနဲ့။အသည်အစီပုံးနဲ့အစောပိုင်းအဆင့်တွေမှာ အနည်းအထိုင်အစားတောက်စီခြင်းရင် အသည်ကငကိုမူလအတိုင်းပြန်ဖြစ်နိုင်ပါလေ။ဒါပေမဲ့အဆင့်၃ရောက်နေတာကိုတီးလျက်နဲ့မစင်မချင်းဆက်ပြီးနေတာကြာလာရင်တော့အသည်ရောက်နာ အသေးချွတ်တာနဲ့အသေးချောက်တာအထိဖြစ်နိုင်ပါတယ်။အရက်ကြောင့်အသေးချောက်တဲ့သူ အရေအတွက်က10ရောက်မှ10ရောက်ရှိတတ်ပြီးအရက်မဟုတ်တဲ့အသေးစီဖုံးခြင်းကြောင့်အသေးချောက်တဲ့သူအရေအတွက်ဟာအရက်30မှ10ရောက်လောက်ရှိတတ်ပါတယ်။ဘလို့ကာကွယ်ရမလဲ။ခုမှအသေးစီပုံရှိတယ်ဆိုတာကို သိတာနဲ့ဒီအချက်လေးတွေကိုလိုက်နာပါ။ ကျမ်းမာတဲ့ကိုအလေးချိန်ရှိပါစေ။လက်ရှိကိုအလေးချိန်ရဲ့900ခန်းလုံးကနေ1000ခန်းလုံးလောက်အထိလျှော့နိုင်ရင်ကို အသေးနဲ့ကိုခန္ဓာအတွက်ကောင်းကျိုးများစေပါလေ။အဟာရမျှတစွာစားသုံးပါ။အသီးအရွက်တတိဝလံအစီအစံအစီနဲတဲ့အသားနဲ့ကျမရေးနေညညွတ်တဲ့စီဘီကိုလည်းစားသုံးပါ ်ချိုတဲ့အစာတောက်တွေအသင့်စာအစာစာတွေကိုရှောင်ကျင်ပါတရက်ကိုမိနစ်30နဲ့တပတ်ကို9ရက်လောက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါတာမန်လမ်းလျှောက်တာခက်စားရင်လမ်းကိုမြန်မြန်လျှောက်တာဂျော့ဂင်းပြေးတာစပိန်စီးတာလိုမျိုးတွေကိုချွေးထွက်အောင်လုပ်တာကအစီအရေကိုပိုပြီးခြေဖြတ်ပေးပါတယ်အေးရောဝါအိပ်ပါ တင့်မှာအသည်းစီပုံယောဂါရှိနေရင် အရက်ကို လုံးဝဖြတ်လိုက်ပါ စီးကျိုးသွေးတိုးယောဂါရှိတာဖြစ်ဖြစ်သွေးရည်အဆီဓာတ်များတာဖြစ်ဖြစ်ရှိနေရင်လည်းဇယဝင်နဲ့တည်တည်ချာချာကုသပါအသည်းရောင်တော့ဘီဘိုးစီဘိုးရှိမရှိကိုလည်းစစ်ဆေးပြီးတော့လိုအပ်တဲ့ကုသမှုတွေကို ခံယူပါ ခုပြောပြတဲ့အချက်တွေကတင့်ရဲ့နေ့စဉ်နေထိုင်မှုပုံစံကိုအပြောင်းလဲအနေငယ်လုပ်ပေးရုံလေးပဲဖြစ်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတင့်ရဲ့ခန္ဓာကိုယ်နဲ့အသေးအတွက်အကျိုးအများကြီးဖြစ်ထွန်းလာပါလိမ့်မယ်။ယောဂမရှိသေးတဲ့သူတွေအနေနဲ့လည်းခုပြောပြတဲ့ဆောင်ရံရှောင်ရံတွေကိုလိုက်နာရင်အသည်းအစီပုံယောဂမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။အနည်းချုပ်ပြောရရင်တော့တင်းရဲ့အာထရာဆောင်းမှာ အသေးအစီဖုံးတယ်လို့တွေ့ရင် မစိုးရိမ်ပါနဲ့ကိုကိုကို ကျမရဲ့ဂယုဆိုင်ဖို့လို့ဆောင်ပေးတယ်လို့နှိုက်ယူပါအခုပြောပြသွားတဲ့ကာကွယ်ရေးနီးလန်းတွေကိုလိုက်နာရင်တင့်ရဲ့အသေးကတဖြည်းဖြည်းနဲ့ပြန်ကောင်းလာနိုင်ပါတယ်ဒီလိုကျမရဲ့ဘူးတုဒ္ဒရတွေကိုနှစ်သက်ရင် like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နော် တခုခုမရှင်းတာတွေရှိရင်ပဲဖြစ်ဖြစ်အခြားသိကျင်တဲ့အကြောင်းအရာတွေမေးမြန်းလိုတာပဲဖြစ်ဖြစ်ကွန်မန့်ရေးထားခဲ့နိုင်ပါတယ်။သိကျမ်းမာရေးကတက်လက်ထက်မှာပဲရှိရဆိုတာကိုသတိရပါနော်။ကျမ်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်။